ကဲအင်ရှင်မတွေမနေ့မိုးလင်းရင်ပါချင်မလဲလို့စဉ်းစားနေကြရပြီမလားကိုစန်းရတော့ဒီနေ့ခရမ်းချင်းဒီပောင်တွေဖြော်လိုက်တယ်ဗျခရမ်းချင်းဒီပောင်တွေဖြော်လေးကိုငချောက်ကြော်လေးရဲ့ကိတ်လံရွက်ကြော်လေးရဲ့ဒါနဲ့တွဲစားမှာပါနော်မင်္ဂလာဟင်းကတော့မကြိတ်ဘူးမရှိတလို့ရှားပါတော့ဗောနော်အရန်လဲစားကောင်းတယ်ဗျကျွန်တော်ဆိုတီတခွတ်တဲ့နေတော့ပြီးတယ်နော်အသားဟင်းဘာမှမလိုတော့ဒါကတော့တီးဆုံမင်္ဂလာဟင်းပါဝင်မဲ့ဟာဗောနော်ခရမ်းဒီရဲ့အဲဒီလိုလေးအာလူရဲ့ ပြီးတော့မွန်လာဥနီပေဒီယုံမတည်တည်ဖြစ်တော်တန်ရွယ်အားလုံးပဲမင်္ဂလာပါကိုကင်း channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါရစေ ကဲအင်ရှင်မတွေမနေ့မိုးလင်းရင်ပါချရမလဲလို့စဉ်းစားနေကြရပြီမလားကိုစန်းရတော့ဒီနေ့ခရမ်းချင်းဒီပောင်တွေ ဖြော်လိုက်တယ်ဗျခရမ်းချင်းဒီပောင်တွေဖြော်လေးကိုငချောက်ကြော်လေးရဲ့ကိတ်လံရွက်ကြော်လေးရဲ့ဒါနဲ့တွဲစားမှာပါနော်ခရမ်းချင်းဒီပောင်တွေဖြော်ဖို့အတွက်ပထမဆုံးတဲအိုးလေးထဲကိုစီကကလေးထည့်ပြီးတော့မှခရမ်းချင်းဒီဒီလိုလေးအရင်ကြော်ပေးလိုက်မှာပေါ့နော်အလုံးလိုက်ခေါင်းလေးဖြတ်ပြီးတော့မှပေါ့နော်အဲပြီးတော့ဒီအခုနေခွာလိုက်မှာပေါ့နော် မိဖို့တော့ပိုကောင်းတာပေါ့နော်ကျွန်တော်ကမိဖို့အဆင်သင့်မရှိလို့အဲဒီလိုအခွန်လေးခွာပေးပြီးတော့မှအဲဒါလေးကိုလည်းနဲ့ခြေလိုက်မှာပေါ့နော်နည်းနည်းမြအောင်လို့စုံတဲ့ထဲထောင်းလိုက်ရတာပေါ့နော်ကျွန်တော်တော့ဒီလိုပဲလည်းနဲ့ခြေလိုက်တယ်ဗျအဲပြီးတော့မှဒီထဲကိုကျက်တုံနေလေးတစ်လုံးလီးထည့်လိုက်မှာပေါ့နော်အဲပြီးတော့မှနာနာပင်လေးညှပ်ထည့်လိုက်မှာပေါ့နော် နန်းနံပင်ဆေးတွေကြီးတယ်ကတာဟို900ဘို့ဒီလောက်ပဲရတာပေါ့နော်ဟိုနှစ်ပင်သုံးပင်စီးရတဲ့တစီကို900ပေးခဲ့ရတာပေါ့နော်အဲပြီးတော့မှငရုတ်တိအလော်မုံလေးထည့်မယ်ဒီတော့ငါ6ကြော်နဲ့တွဲစားမှာဆိုတော့ငပီးမထည့်တော့ဘူးပေါ့နော်ငပီးကျရင်ငပီးမိဖုတ်ထည့်လို့ရတာပေါ့နော်အချူထည့်မယ်စားထည့်မယ်အဲပြီးတော့မှငံပြည်လေးအဆုံးထည့်လိုက်မှာပေါ့နော်အဲပြီးတော့ဒါလေးကိုဒီလို တမာတော့ဒီလိုလေးမှုေပေးလိုက်မှာပေါ့နော်အဲဒီလိုလေးမှုေပေးလိုက်မယ်ဗျဒါဆိုလို့စင်ဒီတခွက်တဲ့နဲ့တော့ဓမင်းမိုင်လိုက်ခရမ်းချင်းဒီပန်တွေဖြော်လေးရရပေါ့နော်အဲကျွန်တော်သူနဲ့တွဲစားဖို့အတွက်ဒီမှာငပုတ်တင်ချော်လေးတွေကြော်ထားပေါ့နော်ပြီးတော့ကိတ်လိုင်ရွက်လေးကြော်ထားပေါ့နော်ဒါတော့မုံရွယ်နေထွက်တဲ့ငပုတ်တင်ချော်သေးသေးလေးတွေဒါမွေးပြီးတော့မှ ချို့တာပေါ့နော်ဟိုစားကောင်းတာပေါ့ဟဲ့အိမ်ရှင်မတွေဒီနေ့တော့လူတိုင်းကြိုက်ကြတဲ့တီးဆုံဘဲကလိုင်းဟင်းလေးချက်ပြမှာပေါ့နော်တီးဆုံဘဲကလိုင်းဟင်းကတော့မကြိုက်သူမရှိတလို့ရှားပါတော့ပေါ့နော်အရင်လဲစားကောင်းတယ်ဗျကျွန်တော်ဆိုတီတခွက်တဲနဲ့တော့ပြီးတယ်နော်အသားဟင်းဘာမှမလိုတော့ဒါကတော့တီးဆုံဘဲကလိုင်းဟင်းပါဝင်မဲ့ဟာပေါ့နော်ခရမ်းတီးရဲ့အဲဒီလိုလေးအာလူရဲ့ ပြီးတော့မွန်လာဥနီပေဒီယုံမတီတီဖြစ်တော်တန်ရွဲ့အဲဒါလေးတွေပါမှာပေါ့ဗျာဒါတော့အသီးဆုံးပဲကလဟန်အတွက်ပြင်ဆင်ပြီပေါ့နော်မကြည့်ကြည့်မဲ့ကလာပဲပြုတ်အဲဒါကိုစားချင်းမှာပေါ့နော်ဖြူအနီအယောင်တန်မုံထောင်းထားတဲ့အလေးကိုစီသားလိုက်မှာပေါ့နော် ပြီးတော့မှမဆလာရွက်ရဲ့ကရဝေးရဲ့ထည့်ပြီးတော့မှစီတက်မယ်ဗျဒီလိုစီထဲတာတော့ပို့ပြီးတော့မှမွေးပြီးတော့မှပို့ပြီးတော့မှစားကောင်းတာပေါ့နော်ပြီးတော့မှဖြင်းတော်တန်ရွက်လေးလေးစီထဲတာလိုက်မှာပေါ့နော်ပြီးတော့မှအာလူကိုအရင်ထဲမှာပေါ့နော်အာလူကနည်းနည်းကြာတယ်ဆိုတော့အာလူလေးနည်းနည်းနတ်သွားပြီဆိုမှခရမ်းသီးလေးထဲမှာပေါ့နော် မာတဲ့ဟာတွေကိုအရင်ဥစားပေးပြီးတော့မှထည့်မှာပေါ့နော်အဲပြီးတော့မှခါချစ်ဦးလေးထည့်မယ်အဲဒါလေးနှက်သွားပြီဆိုလို့ရှိရင်တော့ပဲဒီလေးထည့်မှာပေါ့နော်အဲပြီးတော့ခုနကပြုတ်ထားတဲ့ကလာပဲပြုတ်လေးထည့်လိုက်မယ်ဗျာ လာဘက်ကထောင်းစရာတော့မလိုတော့ဘူးပေါ့နော်ပြုတ်လိုက်တာနဲ့နုဣညာပေါ့နော်ဒီမှာစားချင်းစရာလေးပေါ့နော်ဒီမှာလာလဲလာအရသာလဲကောင်းအနံကလည်းမွေးဘုရှေပဲပြီးတော့မှကျုပ်ပြုတ်လေးနှလုံးထဲလိုက်မှာပေါ့နော် မထဲလဲရပေါ့နော်ငမ်းမြိုင်လေးနည်းနည်းပေါက်လိုက်မယ်ဗျအဲဒါလေးကိုခဏတည့်ထားပြလိုက်မှာပေါ့နော်ပုတ်ပွဲဆူတဲ့အချိန် အဲပြီးတော့မှမကြည့်မဲရေလေးထည့်လိုက်မှာပေါ့နော်ပြီးတော့နောက်ဆုံးမှရုံးမတိသေးထည့်ရအောင်မှာပေါ့နော်ဟုတ်ရှေ့ပဲမွေးကြိုင်းနေရပဲမဆလာနန်းတွေရောတိသေးပါတဲ့ကလာပဲပြုတ်တို့အတိရအနန်းတို့တွေရောအလုံးပေါင်းလိုက်တော့အိုးမင်းတော်စားလာပြီဗျအဲဒါတော့လူတိုင်းကြိုက်တဲ့ပဲကလာဟင်းလေးတစ်ခွက်အရာသွားပြီပေါ့နော် အဟာရလည်းပြီးဝစားလို့လည်းကောင်းရှင်မတွေတစ်ခါတည်းရန်ဒီလိုမျိုးလေးတွေလက်ချက်စားကြကြနော်